ဘုရားဘာသာဝင်သူတော်စင်တွေကောင်းတာကိုတော့စေတနာထက်ထက်တန်တန်လှုပ်ကြပြီမဲ့လို့လှုပ်ရင်းလှုပ်ရင်းကနေပြီးတော့စေတနာတွေစိတ်ဓာတ်တွေယိုယွင်းလာပြီးတော့အခွင့်အရေးဘက်ကိုရောက်သွားလို့ရှိရင်ကုသိုလ်ကနေအကုသိုလ်ဘက်ကိုရောက်သွားတတ်တဲ့ဒါအမတန်တတိထားစရာကောင်းပါဘော။အဲ့လိုမျိုးမဖြစ်အောင်တတိထားဖို့အမတန်မှအရေးကြီးတယ်။ဒါကြောင့်မို့လို့ ဘုံစွမ်းလောင်းလူစိတ်ထားဖြူဖို့လိုတယ်စိတ်ထားဖြူရမယ်စိတ်ထားဖြူမယ်ဆိုရင်အလုံးကိုကုသိုလ်ရတယ်အေးလွယ်လွယ်မှာမှာလုပ်ပြီဆိုလို့ရှိရင်တော့ကုသိုလ်တပည့်ငရေတပိတ်တာဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့ဒါတတိထားရမယ်အချက်တွေကိုပြောပြအဲ့ဒါတွေကိုတတိမထားဘဲနဲ့ကုသိုလ်လို့ထင်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်တော့ကုသိုလ်ကနေပြီးအကုသိုလ်တွေဖြစ်တယ်ဆိုတာဥပနိဒိယတတိတယ်မယ် နော်ကုသလောဓမ္မအကုသလတ္တဓမ္မတဥပနိဒေယပစ္စေနပစ္စယောကုသလုံရင်ကနေလဲအကုသဖြစ်တာအကုသလုံရင်ကလည်းကုသဖြစ်တာအကြောင်းဆိုတာတကုကိုအကြောင်းပြုပြီးလှုပ်တဲ့အလုပ်ကတော့ကုသလုပ်ပဲဒါပေမဲ့လို့မလှုပ်တတ်လို့ရှင်အကုသပဲရောက်လာပြောင်းလဲမှုတွေဟာဖြစ်ပေါ်လာဒါကြောင့်ပြောင်းတယ်ဆိုတာဘယ်ကနေပြောင်းလာတော့ဆိုစိတ်ဓာတ်ကနေပြောင်း ဒါကြောင့်မို့စိတ်ထားဖြူစင်မှုလိုအပ်တယ်။ပုံစွမ်းလောင်းလို့စိတ်ထားဖြူမှအင်တမအရေးကြီးတဲ့ကိစ္စဓမ္မနိုင်ငံမှာကုသိုလ်ကောင်းမှုလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒါကိုအလွန်တရီထားရမယ့်ကိစ္စတွေ။ဖရာကောပကတွေအင်တမတရီထားရမယ့်ကိစ္စတွေ။ဖရာတရားတန်ခါနဲ့ပတ်သက်လာတဲ့အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင် အတင်းအဆောင်မခံကိုယ်စိတ်ဓာတ်အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်နဲ့လုပ်ဖို့လိုအပ်တယ်။အဲဒီလိုမှစိတ်ဓာတ်မခံဘူးဆိုရင်မလုပ်ဖဲနေတာကကုသိုလ်ပိုရနိုင်တယ်။အပြစ်ကင်းတယ်ပေါ့မလုပ်ဖဲနေရင်အပြစ်ကင်းလုပ်ပြီဆိုလို့ရှိရင်လည်းအပြစ်မဖြစ်အောင်လုပ်တတ်ဖို့ဒါတွေကမသိလို့လုံးမိတဲ့ပုံကိုယ်တွေသိအောင်လို့ပြောပြလုံးမိတယ်ဆိုရင် မြန်မာနိုင်ငံမှာဘာတွေဖြစ်တုံးဆိုကိုသိသလောက်ပြောရမယ်အကုန်လုံးသိတာတော့မဟုတ်ဘူးတချို့တရားပွဲကျင်းပတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီတရားပွဲကျင်းပတဲ့အဖွဲ့တွေဟာတရားပွဲအတွက်ဓမ္မပူဇာဆိုပြီးတော့အလှခံထားပြီးအဲ့ဒီဓမ္မပူဇာတွေကနေဘာလုပ်လဲဆိုတန်ချက်ဆက်ဖိုးတို့တယ်လီဗီရှင်းရိုက်တဲ့ဖိုးတို့နောက်ဆုံးမှာ ပြင်ဆင်စရိတ်တွေတို့ဘာတို့အဲ့ဒီထဲကနေပြီးတော့သုံးနေဆိုတာကြားသိရကိုယ်တိုင်လည်းတစ်ခါတွေးလိုက်အဲ့ဒါမျိုးတွေဟာမလောက်ထိုက်တဲ့ကိစ္စတခုလှူတဲ့လူကဓမ္မပူဇာလို့လှူသွားလို့ရှိရင်ဓမ္မပဲပူဇော်ရမှာဖြစ်တယ်ပေါ့ခဏကမန္တဖိုးတို့အတန်ဆက်ဆက်ဖိုးတို့မိဖိုးတို့ဘာညာကြံတဲ့ကုံကြစိတ်တွေကတိတ်တတ်မဲ့ရှာဖွေတဲ့ ်အလူရှင်ရှာမယ်တိဒဓမ္မပူဇာဆိုတဲ့ထဲကနေမသုံးသင့်ဘူးဘာဖြစ်လို့တော့ဆိုအများလူတာကဓမ္မပူဇာလို့လှူထားတာကိုကိုကပူဇာရဲမထဲ့ပဲနဲ့တခြားဟာတွေသုံးတယ်ဆိုရင်တလွဲအသုံးချတယ်လို့ခေါ်တယ်။ဗျာတော်တွေဆိုလို့ရှိရင်ဒီလိုအပြောင်းအလဲလှုပ်တာမျိုးကိုလုံးဝမလုပ်ရဘူး။ဘုန်းကြီးတွေဆိုရင်အဘတ်တဲ့ဆိုရသူရှင်ရကုန်ဘုရားကိုလှူဖို့ဆိုတဲ့ညီရထားတဲ့ပစ္စည်းတစ်ခုကို ုလေဖရာပြောင်းပြီးတော့တူခိုင်းလို့မရဘူးကုသိုလ်ရှင်ကရွှေဘုံဖရာကိုစိတ်ညွတ်ထားလို့ရှင်အဲဒီစိတ်ညွတ်ပြီးသားဖရာဖရာချင်းတောင်းမှပဲရွှေဘုံဖရာကိုပဲလှူပါအဲ့ဒါကိုရွှေဘုံဖရာကချမ်းသာပါတယ်သုလေဖရာကိုလှူပါလို့သွားပြောရင်ရမ်းနေမှာအဘသက်မလို့အဘူတာမျိုးကအဲ့တော့အဲ့ဒီမှာတောင်းမှပဲရန်ဒီမှာတောင်းအပြစ်ရှိတယ်ဆိုတော့ လူတွေမှာရည်ရွယ်ချက်တစ်ခုနဲ့လှူဒန်းထားတဲ့ပစ္စည်းတစ်ခုကိုအလွဲသုံးစားသွားလုပ်မယ်ဆိုလို့ရှိရင်ဒီအပြစ်ကကိုယ့်ပုံမှာကြာရောက်လာမှာတေချာတယ်ပေါ့ဒါကြောင့်မို့ဒါတွေဟာဘာသာတရားလောက်ကင်ဆောင်ရတဲ့အခါမှာစိတ်ဓာတ်တွေဖြူစင်မှုအမတမအရေးကြီးတယ်တပ်နှံပြန့်ပြန့်လုပ်ဖို့လိုအပ်တယ်အဲဒီလိုမဟုတ်ဘဲနဲ့မတန်ရှင်းတဲ့စိတ်ဓာတ်တွေနဲ့ လုတ်တာဘာသာရေးကိစ္စလုတ်တယ်လို့ဆိုပြီးလုတ်နေဘာသာရေးတွေကနေပြီးတော့အလွဲသုံးသားတွေလုတ်မယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေဖြစ်အောင်ပါပဲကုသိုလ်တွေပဲငရေတပိတ်သားဆိုတာအဲ့ဒါမျိုးကိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့ကုသိုလ်ဆိုရင်ကုသိုလ်တတ်မှတ်ပြတ်ပြတ်ရအောင်ကြိုးစားအထောက်ပံ့တယ်အဲ့ဒါကိုဆိုလိုတယ်ဆုံးလောင်းပြီဆိုလို့ရှိရင်လည်းဒါသိအရေးကြီးတယ်ပေါ့ တန်ခါးလေးဆွန်းလောင်းဖို့လို့အလူခံနေအလူခံထားတဲ့ငွေကြီးဟာတပြားတစ်ချက်မှတပြည့်နေရာမှာမတုံးနိုင်ဘူးသုံးပြီဆိုလို့ရှိရင်အကုသိုလ်ဖြစ်မှတိတ်ချာတယ်ဒါကြောင့်မို့တချို့ကတော့လေဒါမျိုးကိုရှောင်နေပေါ့တချို့ကြတော့လေရိုးလာတဲ့အခါမှာမရှောင်မနဲ့လုတ်တက်မိတယ်ပေါ့အဲ့ဒါလို့မလုတ်မိဖို့အမြဲတမ်းအရေးကြီးတယ်ကိုလုတ်တဲ့လုတ်ကကုသိုလ်ရတယ်လို့လုတ်တာ ကုသိုလ်ရမယ်လို့ကိုကုသိုလ်ရအောင်လုပ်နိုင်မှပို့ပြီးတော့အကျိုးရှိမှဖြစ်တယ်။ကုသိုလ်လုပ်လုပ်ပြီးအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ကို့အတွက်ဟာနစ်နာဆုံးရှုံးခြင်းတစ်ခုပဲ။ဒါကြောင့်မို့စိတ်ထားဖြူစင်ရမယ်၊ရိုးသားရမယ်၊ဖြောင်းမြတ်မရမယ်ဆိုတာအမတန်မှအရေးကြီးတဲ့ဘာသာရေးလုပ်ငန်းတွေလာဖြစ်တယ်ပေါ့။ကုသိုလ်တန်တန်ကြံကြံရအောင်ကြိုးစားဖို့ဒီအသိဉာဏ်လေးရှိပြီးတော့လုပ်ဖို့ အမတန်မှအရေးကြီးတယ်ပေါ့အခုလိုတန်ခါတွေကိုရည်စူးပြီးတော့ဆွမ်းလောင်းတယ်ဆိုတဲ့လုပ်ငန်းဟာအလွန်မောများတဲ့အလုပ်ပဲရသော်ဘုရားကိုယ်တိုင်ကလည်းတန်ခါဒါနဟာအလွန်အကျိုးကြီးကြီးရဲ့လို့ဒီလိုဟောဘုရားရှင်ခင်ကိုယ်တော်မြတ်ကယဟန်တန်ခါတွေကိုပိဏိယလောဘဘောဇနနိတယပပိစ္ဆတတ္ထတိယာဝစီဝံ ဥဒ္ဒဟောကရဏီယောသာသနာ့ဘောင်ဝင်လာပြီဆိုလို့ရှိရင်ဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့တရားဓမ္မကျင့်ကြံမျိုးကိုအထောက်အပံ့မယ်လို့ဆိုတာခဏကြည့်အောင်ပဲဒီအဆုံးအမကိုပေးနေတော့မှဖြစ်တယ်ပေါ့ရသော်ဗျာကိုယ်တိုင်ကလည်းပထမဆုံးအချိန်ကပိလုနေပြည်တော်ကိုကြွရောက်တဲ့အခါမှာဆွေတွေမျိုးတွေဆွေတွေမျိုးတွေဘလောက်ပဲများများ ဘုသူအိမ်မှာမကြွပဲနဲ့မြို့ထဲမှာဆွမ်းခံထွက်ခဲ့တယ်ဆိုတာဘုဒ္ဓဝင်ဖတ်ဖူးသူတိုင်းသိတယ်အဲ့ဒါကြောင့်မို့ဆွမ်းခံကြွလာတဲ့ပုဂ္ဂိုလ်ဆွမ်းလောက်ရတယ်ဆိုတဲ့ကုသိုလ်အင်တာမတ်ကြီးမားတဲ့ကုသိုလ်ဖြစ်ရှင်နုရုဒ္ဓမထေရဆွမ်းခံကြွလာတာကိုဆွမ်းလေးတစ်စွမ်းလောင်းလိုက်ရတဲ့အိနကနတ္တဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာ မေတော်မိနတာအနီးမှာထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတော်ကြီးကြီးမာတယ်ပေါ့သမီးချောင်းစီအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်ကုရနတ်သားကြတော့ဘုရားနာမှာအရင်ရောက်နေလင်းကစားဘုန်းတော်ကသေးငယ်သည့်အတွက်ကြောင့်သူ့ရဲ့ဘုန်းတော်ကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ဆုတ်ပေးလိုက်ရတယ်ဆက်နေယူစနာလောက်ဘုရားနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ ဆွမ်းလောင်းလို့ရတဲ့ကုသိုလ်စေတနာရဲ့ဆွမ်းအားဟာအရှင်ဝါအတ္တမကြီးတယ်လို့ဆိုတာဝန္တာဇေယမှတ်သားထားပြီးတော့ဒုဒတွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မောမြတ်တဲ့စိတ်ဓာတ်နဲ့ဒုဒတွေလောရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်မှတ်သားထားပြီးတဲ့အခါမောမြတ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့ပဲဒီကုသိုလ်ကောင်းမှုတွေကိုရအောင်ယူတဲ့ အဲ့လိုမဟုတ်ပဲနဲ့စွမ်းစံတော့ချက်ချင်းရောဆိုရလို့မကောင်းတဲ့စိတ်ဓာတ်တွေဝင်တလွဲအသုံးပြုမယ်ဆိုလို့ရှိရင်အကုသိုလ်ဖြစ်ဖို့လွန်နေတဲ့အလွန်နီးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့အကုသိုလ်ဘက်ကိုတိမ်းဆောင်းသွားမယ်ဆိုလို့ရှိရင်ကိုကျုံးနေတယ်ကုသိုလ်ရလို့ကိုကလှုပ်တာရလိုက်တော့အကုသိုလ်တွေရနေတယ်ဆိုရင်အမတန်မှကိုကျုံးနေတာပေါ့ဒါကြောင့်မို့ဒါရီဟာအမတန်မှတတိထားရမယ့်အချက်တည်း နောက်တစ်ခါအများမှအလူခံပြီးတော့ဒါနာကောင်းမှုလုပ်ပြီးဆိုတဲ့အခါမှာစိတ်ရှည်တီးခံဆိုတာအမဒါမအရေးကြီးတယ်အများနဲ့လုံးလုံးတဲ့အခါမှာစိတ်ရှည်မှုတီးခံမှုအမျောမြင်ဉာဏ်ရှိမှုဆိုတာအရေးကြီးတယ်ရှေးခေတ်ကလည်းဖျားလက်ထက်တော်အခါကလာတော့တန်ဃာတော်ဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီပိဋကတ်တစ်ခုမှတရားဟောလိုက်တာ လူကိုလေးမျိုးလေးစားခွဲခြားပြီးတော့ဟောလောကမှာတဲ့ဒါနာကောင်းမှုနဲ့ပတ်သက်ပြီးကိုကိုယ်တိုင်သာလူတန်းပြီးသူများမတိုက်ကြုံးတဲ့ပုဂ္ဂိုလ်ကိုကိုယ်တိုင်တော့လူတန်းနဲ့သူတစ်ပါးကိုမတိုက်ကြုံးဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကိုကိုယ်တိုင်လူတန်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာကျွယ်ဝတော်လည်းပဲသူများကိုမတိုက်တွန်းခဲ့တဲ့ကုသိုလ်တိုက်တွန်းခဲ့တဲ့ကုသိုလ်မရှိသည့်အတွက်ကြောင့် သူဟာအချမ်းရနဲပါတယ်ဒီအကျိုးอ่ะမပြည့်စုံတဲ့အကျိုးပေါ့ကိုကိုယ်တိုင်လူချင်းဒါနကောင်းမှုကြောင့်ဖြစ်လျာဘဝမှာစည်းစိမ်ဥစ္စာတော့ရှိပါရဲ့သို့မဟုတ်အချမ်းရမရှိဘူးတဲ့အေးကိုကိုကိုယ်တိုင်တော့မလူဘူးသူများကိုတိုက်တွန်းတယ်တိုက်တော့နဲ့ကိုကိုတိုင်းတော့မလူဘူးဆိုတဲ့ပုံကိုယ်တွေဟာကိုကိုတိုင်းမလူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခပစ္စည်းဥစ္စာဒဏ်ကျွံဝတာတော့မရှိဘူး သို့သောသူများကိုလှူဖို့တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအချမ်းရံနေတော့များတယ်မိသားစုများတယ်ဒီလိုဆိုကိုယ်လည်းမလှဘူးသူများလည်းမတိုက်တွန်းဘူးဆိုတဲ့ပုံကိုကြတော့ခြံရံလည်းမရှိဘူးစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးဆိုတဲ့ဘဝမျိုးရောက်ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းတိုက်တွန်းတယ်ဆိုတဲ့ပုံကိုမျိုးကြတော့ ပစ္စည်းဥစ္စာလည်းချမ်းသာတယ်အချမ်းရံနေလည်းများတယ်ဆိုတဲ့အကောင်းဆုံးအကျိုးပေးမှုပြည့်စုံတဲ့အကျိုးရတယ်လို့တခါတော့မှမြတ်စွာဘုရားဟောတဲ့တရားကိုကြားနာလိုက်ရတဲ့ပုဂ္ဂိုလ်တူကဒီတရားကိုမှတ်သားထားပြီးတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်အောင်သူကြိုးစားမယ်ဆိုပြီးမြို့ထဲရွာထဲမှာလိုက်ပြီးတော့လှူခန့်နေတိုက်တွန်းနေသူကိုယ်တိုင်လည်းကုသိုလ်အတွက်ထဲ့ဝင်နေ သူပိုတိုင်းလဲလူတဲ့အများကိုလဲတိုက်တွန်းနေဆိုတဲ့ဘုံစွမ်းလောင်းတဲ့လုပ်ငန်းမျိုးကိုသူကစ조사အထုတ်ခဲ့အဲ့ဒါလို့조사အထုတ်တဲ့အခါမှာကိုကလိုက်လံပြီးတော့အလူခံတဲ့အခါမှာအလူခံပုဂ္ဂိုလ်ဆိုတာတိခံမှုရှိရတချို့ပုဂ္ဂိုလ်တွေကအလူခံတာကိုမကြိုက်လို့တချို့အိမ်တွေမှာအလူခံခြင်းတိခံမှာလို့တောင်းရေးထားတာရှိတယ် တချို့အိမ်တွေကျတော့ခွေးကြိုက်တတ်သည်လို့ရေးထားတယ်အလူကံလာမဆုံးလို့အဲ့ဒါလို့လူဆိုတာအမျိုးမျိုးရှိတယ်အဲ့ဒီမဲ့ဒီပုဂ္ဂိုလ်ကသွားပြီးတော့အလူခံတဲ့အခါကျတော့လူတယောက်ကကိုယ့်ဘကိုလူနိုင်ရင်ကိုယ့်ဘကိုလူမဲလူကြပါတန်းကြပါနဲ့သူများကိုပြောတာမကြိုက်တဲ့ပုဂ္ဂိုလ်ကရွဲ့ပြီးတော့စီလေးရတစ်စက်ပဲလေးရတစ်စီးနှစ်စီးဆံလေးရတစ်စီးနှစ်စီးနှမ်းလေးရတစ်စီးနှစ်စီးဆိုတာ လက်ချောင်းလေး၃ချောင်းနဲ့ယူပြီးတော့တမင်ရွက်ပြီးတော့ထဲ့တာမျိုးတောင်းကြုံခဲ့ရဘူးတဲ့အဲ့ဒါမျိုးကိုသီခနိုင်စွမ်းရှိရမယ်လို့ဒီလိုဆိုလိုတယ်သီခနိုင်စွမ်းရှိရမယ်စိတ်ဓာတ်ဟာမပြက်ပြားပဲဘယ်သူပဲလူလူလူသည်များအလုံးဟာတူမြတော့စေတနာနဲ့လှူတယ်လို့စိတ်ထဲမှာထားပြီးတော့နော်နည်းနည်းထဲ့လို့ရှင် မကြည်မနှက်လောက်တာမျိုးမလုံးသိဘူးပေါ့။များများလူတဲ့ပုဂ္ဂိုလ်ဒီမျက်နှာလူမျက်နှာရလောက်တာမျိုးလည်းမလုံးအောင်နည်းနည်းလူလို့ဒီမဲ့တာရွဲ့တာလည်းမလုံးအောင်ဘယ်ပုဂ္ဂိုလ်မျိုးပဲသူ့အတိုင်းတာနဲ့သူ့အတူလူတာဖြစ်တန်းညူညီမြစိတ်ထဲမှာဝမ်းသာကြည်နူးတဲ့စိတ်ထားအေးသူတတ်နိုင်တယ်လို့လှူတာပဲဆိုတော့စိတ်ထမျိုးမွေးမြူနိုင်မှာ သူများကိုလိုက်ပြီးတော့လူခန္ဓာဟာအမတန်မှဒီအလုပ်ကိုလုပ်တင်တယ်တဲ့အဲဒါလို့မဟုတ်ဘူးဆိုရင်ကိုလုပ်တဲ့အလုပ်ကကုသိုလ်စိတ်တက်ကတူညီစွာမထားနိုင်ဘူးဆိုရင်အကုသိုလ်စိတ်တက်တည်းဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒါလည်းအလွန်တတိထားမဲ့ကိစ္စတစ်ခုပဲအလွန်တတိထားရမယ်ဒါနကောင်းမှုလုပ်တယ်ဆိုတာ ။ယန်းတန်ဃာတွေဆွမ်းခံကြွလာလို့လောင်းနဲ့လှူတယ်ဆိုတဲ့ဒီအလှဟာစိတ်ထဲမှာဘလောက်ထိအောင်ထားရမလဲလို့ဆိုလို့ရှိရင်အိမ်တိုင်းအိမ်တိုင်းမှာရှိကြတဲ့ကုသိုလ်ရှင်တွေတော့မဟုတ်အများကိုနှုတ်ဆော်ပြီးတော့ဝေယဝိသယူပြီးတော့ဘုံစွမ်းလောင်းတဲ့အသိနဲ့တန်ဃာတွေကြွလာတာမြင်လို့ရှိရင်စိတ်แท้ကဖျားလက်ထက်ကယဟန္တာတွေရဲ့အနှွဲအဆက်ပဲလို့ ဘယ်เจ้าကဘယ်ကိုတော်ဆိုတာတွေးမနေနဲ့ဘုရားလက်ထက်ကဘုရားရဲ့တပည့်တာဝကတွေအစဉ်ဆက်ပဲဘုရားလက်ထက်ကဒီလိုနေမှာပဲလို့ဒီတန်ဃာတွေကိုစိတ်ထဲမှာအာယုံထားပြီးတော့အဲ့ဒီတန်ဃာတွေရဲ့ကိုယ်စလဲဆိုတဲ့စိတ်နဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တယုတ်တည်းလောင်းလှူနိုင်မှုအရေးကြီးတယ်အဲ့လိုလောင်းလှူတဲ့အခါမှာမလေးမစားနဲ့စကားမျိုးတွေမပြောမိအောင်လဲသတိထား ပြောလိုက်တယ်ဆိုတဲ့ကောဝစီကံလို့ခေါ်တယ်။အဲဒီဝစီကံဟာပြောတဲ့ပုဂ္ဂိုလ်ဒီယဟန်တန်ဃာကိုယဟန်တန်ဃာကမကြီးညိုပွဲရမဆောင်လင့်ကစားမဆောင်တာကသူ့တောင်းသူ့အတွက်သူ့ပဲသူနဲ့သာဆိုင်တယ်။ကိုကနေပြီးတော့ယဟန်တန်ဃာကိုပြောလိုက်မယ်ဆိုလို့ရှိရင်နော်ဆဲရီတိုင်းထွာမှုဆိုတာနေမဲငါစားဆဲမှဆဲတယ်လို့ခေါ်တာမဟုတ်ဘူး။ နော်ဆယ်ခြင်း10မျိုးဆိုတဲ့အဲမဲအနာနဲ့ခေါ်ရင်လည်းဆဲတာလို့ပြောတယ်အရာအမောင်းနဲ့ပြောရင်လည်းဆဲတာပဲလို့ပြောတယ်ဥပမာမဲ့အရက်ပူတဲ့လူကိုငပုလို့ပြောရင်ဒါလည်းဆဲတာပဲနော်အသားမဲတဲ့လူကိုငမဲလို့ခေါ်လို့ရှိရင်လည်းဆဲတာပဲအဲ့ဒီလိုဆဲမှုတွေဆိုတာကတစုံတစ်ခုကိုအကြောင်းပြုပြီးတော့မလိုမုန်းတာတဲ့စိတ်နဲ့ပြောတာမှန်တယ်ဗျဆဲရည်တယ်လို့ခေါ် ဆင်းရဲတယ်လို့ခေါ်အဲ့ဒါမျိုးမဖြစ်ဖို့အမနာမအရေးကြီးတယ်နော်အမနာမအရေးကြီးအဲ့ဒီလိုထားနိုင်မှဒီအလုံမျိုးကိုလုတ်တဲ့အဲ့ဒီစိတ်မျိုးမထားနိုင်ဘူးဆိုလို့ရှင်ကိုယ့်ဘက်ကအကုသိုလ်တွေကိုရအောင်လုပ်နေတယ်လို့ဖြစ်နေတယ်ကုသိုလ်စစ်စစ်ရဖို့ရတဲ့စိတ်တော်ရာဖြူစင်မှုခန္ဓာမှာဝိသိတဗျာဉ်ကြီးကိုပညာရှိကတတိပေးတယ်လို့ပဲ ကိုယ်စိတ်တွေဟာကိုဘလောက်ထားနိုင်တယ်လဲစိတ်ဓာတ်ကြံ့ခိုင်အောင်ဘလောက်ထားနိုင်ပြီလဲအဲ့ဒီပုံမှာမူတ္တရအဲ့ဒါလို့ကိုယ်စိတ်ဓာတ်ကိုကိုပြုပြင်ပြီးမှအခုလို့လုံးမယ်ဆိုလို့ရှိရင်ကိုလောင်းလူသည်များဟာမြည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလောင်းလူသည်များယန္တာဆိုတဲ့ဒီသံဃာဆိုတဲ့ရည်စူးချက်နဲ့လူသည့်အတွက်ကြောင့်သစ္စာဘုရားဟောတဲ့အတိုင်းအကျိုးကျေးဇူးဟာဒီ ဒါနကောင်းမှုရဲ့အကျိုးဟာအပင်ချေးရအပမေးရမရေမတွက်နိုင်တော့အကျိုးများမယ်လို့ဒါဟာလက်ခံနိုင်ကြရှိရသော်ရားစီရင်ကိုရောမြတ်ကတက္ကိနာဝိဝေင္ကတုတ်တံမှာဘယ်လိုဟောထားတော့စေ။နောင်နာကမှာဆိုလို့ရှိရင်တဲ့ယန္တန်ဃာရရဲ့အနယ်ဆက်တွေကိုပြောင်းလဲဖြစ်ပေါ်စေတတ်တဲ့အနယ်သစ်ကာတာဝခန္ဓာသင်္ကန်းကိုလည်းပဲမှာ င်္ကေတသဘောမျိုးနဲ့သင်္ကန်းလေး level မှာပတ်ထားတဲ့ဘုံကြီးတုယဟန်တုယဟန်ရောင်နေဆိုတာနောက်တစ်ခေတ်မှာပေါ်လာလိမ့်ကိုကျင့်သီလလုံးဝမရှိတဲ့ယဟန်နေပေါ်ထွန်းလာလိမ့်မယ်ယဟန်လို့ခေါ်ရတဲ့ဒုတိယလေးပေါ်ထွန်းလာလိမ့်မယ်အဲဒီလိုပေါ်ထွန်းလာတဲ့ပုဂ္ဂိုလ်တောင်မှပဲအရိယသူတော်ရှင်ကြီးကနေပြီးဆက်သွယ်လာတဲ့ယဟန်တန်ငါဆိုတဲ့အမှတ်နဲ့ တဏ္ဍာကိုရည်စူးပြီးတော့ဒါနာကောင်းမှုပြုနိုင်မယ်ဆိုရင်အကျိုးကျေးဇူးတွေဟာအပြည့်အဝရနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောဘုရားဆိုတာဘယ်တော့မှလည်းပိုမပြောဘူးလျှော့လည်းမပြောဘူးအမှန်တိုင်းနဲ့ပြောမြတ်စွာဘုရားရဲ့စကားဟာလွယ်မမှုလုံးဝမရှိဘူးအဋ္ဌိသဝေသနာဗုဒ္ဓမြတ်စွာဘုရားစကားဘယ်တော့မှမခွာလည်းမပြောဘူးမှန်ကန်တဲ့စကားမျိုးဟောတာလေအများတန်ပြောတာဖြစ်တော့ကြောင့် ရသဗျာသံဃာတိတိကြတယ်မှန်ကန်တယ်အေးဒုတိလကိုတောင်တန်ဃာကိုရည်စုပြီးလှူလို့ရှိရင်တဲ့အကျိုးကျေးဇူးကအနန္တအပမေယဖြစ်ပါတယ်လို့တကိဏဝိပင်္ဂသုံးပါးဒီလိုဟောတာအလူရမလှူတဲ့ပုဂ္ဂိုလ်တွေဟာတတိထားစရာကောင်းတာမြတ်စွာဘုရားဤတုတ်တမဟောတာလည်းထဲမဲ့အလူရမနဲ့ပတ်သက်ပြီးတော့အလူရှင်နဲ့အလူကံ ဒီနှစ်ခုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်။ဆိုပါတော့အလူရှင်ကတီလာရှိတယ်အလူခံကတီလာမရှိဘူး။ဟောအဲ့ဒီလို အလူရှင်ကတော့တီလာရှိတယ်အလူခံကတီလာမရှိဘူးလှူလိုက်တယ်။အဲ့ဒီလှူလိုက်တဲ့အလူဟာအလူရှင်ကတီလာရှိသည့်အတွက်ကြောင့်ဒီလူရဲ့အကျိုးဟာကြီးမားတယ်။ဟောဒီဘက်က ဒီရှုတော်ကနေကြည့်ပြီးတော့အကျိုးရတယ်ဟောအကျိုးရတယ်ဘလားတမဖြစ်ဘူးအဲ့တော့ဒါကိုကြည့်မယ်ဆိုရင်အလူရှင်တွေကကိုယ့်ဘက်ကတီလာရှိအောင်ကြိုးစားဖို့အဓိကကြောက်နောက်တစ်ခုအလူခံပုဂ္ဂိုလ်ကတီလာရှိတယ်တဲ့အလူရှင်ကတီလာမရှိဘူးအဲ့ဒါဆိုရင်အလူခံပုဂ္ဂိုလ်ပဲကြောက်လူခံပုဂ္ဂိုလ်ကြောက်သူဟာအကျိုးရတယ် အလူရှင်ကလည်းသီလမရှိဘူးအလူခံပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုဟာအညံ့ဆုံးဒါနာကောင်းမှုဖြစ်တယ်ပေါ့အေးအလူရှင်ကလည်းသီလရှိမယ်အလူပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုရင်တော့အကောင်းဆုံးဒါနာဖြစ်တယ်ပေါ့အဲ့ဒီလိုတက္ကိနဝိပင်ကတော့မှာမြတ်စွာဘုရားကဒီလိုရှင်းပြီးတော့ဟောတာအဲ့ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာ မိမိတို့ကိုယ်တိုင်တီလာကိုစောင့်တည်ပြီးတော့စင်ကြဲတဲ့အနေထားနဲ့ဆွမ်းလေးလောင်းမှာပဲဖြစ်ဖြစ်ဘာဝတိလာကိုအာယုံပြုပြီးငါးပါးတိလာစောင့်တည်ပြီးတော့ဆွမ်းလောင်းမယ်ကို့အတွက်အရေးကြီးဆုံးကကိုကုသိုလ်ရဖို့ကပိုအရေးကြီးကိုကုသိုလ်ရဖို့အရေးကြီးတယ်တစ်ဖက်သားကိုသွားပြီးတော့ပြစ်တင်နေမယ်ဝေဖန်နေမယ်ဆိုရင်တော့ဟိုကုသိုလ်ကြီးအရာနဲ့သွားနိုင်တယ်